ားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ထက်အောင်မြင်ပါကျွန်တော်ကဒီ Share Future Engineering Group မှာ HVAC and Clean Room Design အကြောင်းကိုလည်းလက်ရှိမှာသင်ကြားနေပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာအကြောင်းအရာတွေကတော့ကျွန်တော်ဒီ Python ဆင်းလုပ်တဲ့အချိန်ပေါ့နော်အထူးသဖြင့်ဒီ HVAC system အောက်က chill water system တွေ hydronic system လို့ကျွန်တော်ကခေါ်တယ်ပေါ့နော်ဒီ chill water တွေ heating water system တွေ Python ဆင်းလုပ်တဲ့အခါမှာသိထားသင့်တဲ့ ော်နော်လုပ်တဲ့ procedure လေးတွေအကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးအဆင့်ကပေါ့နော်ကျွန်တော်ဒီ chill water system တွေလုပ်တော့မယ်ဆိုရင်ပထမဆုံးအဆင့်ကဘာလဲဆိုတော့ကျွန်တော်ဒီ chill water system မှာပေါ့နော်ပါတဲ့ပါဝင်တဲ့ဒီ mechanical equipment တွေရဲ့ နေရာတွေဘယ်နေရာမှာထားမလဲပေါ့နော်ဒီနေရာတွေကိုစပြီးတော့တတ်မှတ်သွားဖို့ပဲဖြစ်ပါတယ်ဥပမာအဖြစ်ဒီထားပါတော့အစာအုပ်ကဒီ level floor မှာတစ်ခုရှိတယ်ပေါ့မူတည်ပြီးတော့ဒီ floor တိုင်းမှာရှိတဲ့ mechanical equipment တွေပေါ့နော်ဒီနေရာတွေကိုကျွန်တော်က location တွေကိုနေရာတတ်မှတ်ရမယ်နေရာချထားမယ်ဒီနေရာတွေကိုသိထားမယ်ပေါ့နော်အဲ့တော့ဒီ mechanical equipment တွေရဲ့ location ကိုသိတော့မှကျွန်တော်ကဒါ water distribution ပေါ့နော်တနည်းအားဖြင့်ဒီ piping လေးရောက်ကိုကျွန်တော်လုပ်လို့ရမယ်နောက် pipe sizing လုပ်လို့ရမယ် flow rate တွေပါတယ်တွက်လို့ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့နောက်တစ်ဆင့်ကနံပါတ်2က ဘာလဲဆိုတော့ဒီ mechanical equipment တွေရဲ့နော်ဒီ lower the flow rate တွေကိုဒီ equipment data sheet တွေကနေပြီးတော့ကျွန်တော်တို့ဒါ ရှာဖွေရမှာပေါ့နော်ရှာဖွေတတ်မှတ်ရမှာအဲအဲ့တော့ကျွန်တော်တို့ဒီ mechanical equipment တွေကိုမှားလိုက်ပြီဆိုလို့ရှိရင်ပေါ့ဒီ equipment data sheet မှာဒီ supplier C ကလာတဲ့ data sheet မှာပေါ့နော်အာဒီသက်ဆိုင်ရာ equipment တွေအတွက် flow rate တွေပါတယ်အဲ့ flow rate တွေကိုကျွန်တော်တို့ရှာဖွေတတ်မှတ်ရမှာပေါ့ဥပမာအဖြစ်အဲထားပါတော့ကျွန်တော် handling unit တွေမှာမယ် fan coil unit တွေမှာမယ်ချေ water system တုံးထားတယ်ဒီ heating water system တုံးထားတဲ့ unit တွေ မှားတော့မယ်ဆိုရင်ပေါ့နော်ဒီမှားလိုက်ပြီဆိုရင်ဒီ equipment တွေရဲ့ဒီ cooling coin တော့မဟုတ်ဒီ heating coin session မှာပေါ့နော်ဒီသက်ဆိုင်ရာဒီ cooling coin ရဲ့ဒီ flow rate တွေအမှပြထားပါတယ်။များသောအားဖြင့်တော့ကျွန်တော်တို့ liter per second နဲ့ပြထားလေးရှိရပေါ့နော်အမှ temperature တွေပါတယ်။နောက်ဒီမှာအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ကဒီ pipe sizing လုပ်ဖို့အတွက်လိုအပ်တဲ့ flow rate တွေကိုဒါရှာဖွေသတ်မှတ်ပါပဲဖြစ်ပါတယ်။နောက်တစ်ခုကဘာလဲဆိုတော့ဒီ ဟုတ်သားပါတော့ဒီ mechanical equipment location တွေကျွန်တော်တို့သိပြီနောက်ဒီ flow rate တွေပေါ့နော်အော်သက်ဆိုင်ရာဒီ equipment တွေ flow rate တွေသိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါပေါ့နော်ဟို pipe distribution ပေါ့နော် piping layer ကိုဒါအကြမ်းကြီးကျွန်တော်တို့တတ်မှတ်လို့ရပြီအဲ့တော့ဒီဥစားပါတော့ project လုပ်ပြီဆိုလို့ရှိရင်ကျွန်တော်ကဒီချက်ချင်းပါတော့တန်တာအဆင့်ပါတော့ဒီ location တွေက အဟိုစားပါတော့100%မသေးချာသေးရမယ်အကျဉ်းပြင်းတော့ကျွန်တော်တို့သိပြီပေါ့အဲ့ဒီအချိန်မှာကျွန်တော်က flow rate လည်းသိပြီနောက်တော့ဒီ equipment location တွေလည်းသိပြီဆိုလို့ရှိရင်ကျွန်တော်ကဒါ piping လေးရောက်ကိုတတ်မှတ်လို့ရပြီဒီ pipe လမ်းကြောင်းတွေပေါ့နော်ဒီ chill water pipe တွေ heating water pipe တွေဒီ equipment စီကိုဘယ်လိုသွားမလဲပေါ့နော်ဒီအရာကျွန်တော်တို့တတ်မှတ်မယ်အဲ့တော့အဲ့ဒါတွေတတ်မှတ်ပြီးတော့မှကျွန်တော်ကဒါ flow rate တွေ pipe size တွေတွေ့ရမှာပေါ့နော်နောက်တစ်ခုကတော့ဘာလဲဆိုတော့ bottom of pipe BOP လို့ကျွန်တော်ကခေါ်တယ်ဒီ mechanical ဒီဥစား drawing တွေမှာပေါ့နော်အဲကျွန်တော်စင်ကူမှာလုပ်ခဲ့တော့မှာဆိုရင်တော့ဒါ BOP တို့ BOD တို့ပေါ့နော်ကျွန်တော်တို့ကဒါကိုဒီ drawing ဒီ layout တွေမှာကျွန်တော်တို့တတ်မှတ်ပေးရရှိတယ်။ BOD ဆိုတော့ bottom of depth ပေါ့နော်။ BOP ဆိုတော့ bottom of pipe ပေါ့။ကျွန်တော်တို့ drawing မှာဆိုလို့ရှိရင်ဒါ bottom of pipe ကိုဟောကျွန်တော်တို့ထည့်ပေးရလိမ့်ရှိတယ်။အဲ့တော့ဒါကိုကြည့်လိုက်ပြီးဆိုတာနဲ့ဒီ mechanical contractor တွေကပေါ့နော်။ဒီ pipe ဆိုရင်ဒါ piping contractor ပေါ့။သူကဒီ pipe ရဲ့ level ဘယ်လောက်မြင့်တယ်လဲဆိုတာကိုသူတို့ installation လုပ်ရမယ့် height ကိုပေါ့နော်။ဒါသူတို့ pipe တွေတက်စင်ရမယ့်အမြင့်ကိုဒါသူတို့သိနိုင်တယ်ပေါ့။ဥပမာထားပါတော့ BOP က3000ဆိုပါတော့နော် BOP 3000ဆိုရှင်တာ bottom pipe 3000လို့ပြောတာအဲ့တော့ဒါဘာလဲဆိုတော့ဒီအောက်ကပေါ့နော် finishing floor level ကနေပြီးတော့ပိုက်ရဲ့အောက်ခြေကိုဒါ3000 mm လို့ပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့က drawing မှာဒီလိုမျိုးပေါ့နော် BOP တွေကိုတတ်မှတ်ပေးလိုက်မယ်အဲ့တော့အဲ့လိုတတ်မှတ်ပေးလိုက်ပြီဆိုလို့ရှင်ဒါကျွန်တော်တို့ကဒီ pipe contractor တွေ installation လုပ်မဲ့သူတွေပေါ့နော်ကျွန်တော်ဒီ drawing ပေးလိုက်ပြီဆိုတော့ねသူတို့က drawing ကိုကြည့်ပြီးတော့ဟုတ်ပြီဒီ pipe က အမြင့်ဘလောက်မှာတက်ဆင်မယ်ဆိုတော့သူတို့ကသိရပါတော့။အဲ့တော့ကျွန်တော်ကဒီဘက်ကဒါဒီဇိုင်နာတွေကဒီ BOP တွေကိုကျွန်တော်တတ်မှတ်ပေးဖို့လိုတယ်။နောက်တစ်ခုကကျွန်တော်ဒီ BOP လည်းတည်ပြီးအားလုံးလည်းတတ်မှတ်ပြီးဆိုလို့ရှိရင်နောက်တစ်ဆင်ကဘာလဲဆိုတော့ကျွန်တော် branch byte တွေကနေစပြီးတော့ flow rate တွေတွေ့ရမယ်เนาะအဲ့တော့ကျွန်တော်ဒီအဝေးဆုံး equipment တွေကနေပြီးတော့စပြီးတော့ဒီ equipment တစ်ခုချင်းစီက flow rate တွေကိုကျွန်တော်တွက်မယ်တွက်ပြီးသားလို့ရှိရင်အဲ့ရနေပြီးတော့ branch ရ flow rate တွေကတစ်ဖြည်းနဲ့ပေါင်းယူလာပြီးတော့ main byte မှာရှိတဲ့ final flow rate အထိပေါ့เนาะကျွန်တော်ဒီ ဒီ chill water ဆိုရင်လည်း chill water ပေါ့เนาะဒါမှမဟုတ်လို့ရှင် heating system အတွက်လိုအပ်တဲ့ဒီ heating ဆိုရင်လည်း heating water ပေါ့เนาะအဲ့ flow rate တွေကိုကျွန်တော်တို့တတ်မှတ်ပြီးတော့ဒါ flow rate ကိုကျွန်တော်တို့တွက်ဖို့လိုတယ်เนาะအဲ့တော့ဒီ flow rate လည်းတွက်ပြီးသွားပြီကျွန်တော်အရှိမလုပ်ပြီးသွားတဲ့အချက်တွေပြီးသွားပြီဆိုလို့ရှင်နောက်တစ်ခုကဒါဘာလဲဆိုတော့ကျွန်တော်တို့ပေါ့เนาะဒီ patient အရင်းလောက်တဲ့အခါမှာကျွန်တော်တို့ ဟိုဆောင်းเนาะအဲ reference လောက်တဲ့ handbook တွေရှိရပေါ့အဲအများစုသုံးကြတာကျွန်တော်တို့အသုံးနေကြတော့ဒါ assurance standard ပေါ့เนาะဒီ assurance standard ပေါ်အခြေခံပြီးတော့ friction loss temporary velocity demo တွေတက်မှတ်ပြီးတော့ကျွန်တော်တို့ကဒီ pipe design ကပေါ့เนาะဒီ friction loss တို့တက်မှတ်ထားတဲ့ friction loss range အတွင်းမှာဝင်အောင် velocity range အတွင်းမှာဝင်အောင်ဒါကျွန်တော်တို့ design လုပ်ကြတာပေါ့เนาะအဲ့တော့ဒါနောက်ဒီ decision မှာတော့ဒါကျွန်တော် friction loss နဲ့ velocity demo တွေကိုကျွန်တော်တို့တက်မှတ်မယ်เนาะအဲနောက်တစ်ခုကကြတော့ ကျွန်တော်တို့ဒီ friction loss နဲ့ velocity တွေ flow rate တွေပေါ့အခြေခံပြီးတော့ကျွန်တော် price setting လုပ်ပြီးဆိုတော့ price selection လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီ market ထင်မှာပေါ့နော်တကယ်ရနိုင်တဲ့ဝယ်လို့ရနိုင်တဲ့ price တွေကို selection လုပ်လုပ်ယူအောင်လုပ်ရမှာပေါ့နော်ယူရမှာဖြစ်ပါတယ်အဲ့တော့ price size တွေကပေါ့နော်တချို့ price size တွေဥစားပေါ့နော်တချို့တချို့တော့ဒီ price size တွေက price size တွေရပေါ့နော်ဒါကျွန်တော် friction loss ချမှာပြထားတဲ့ price size တွေကတော့ဒါ market ထင်မှာတကယ်ဝယ်လို့ရနိုင်တဲ့ size တွေပဲပေါ့နော်အဲ့တော့ဒီ experience ရှိရသူတွေကတော့ ဒီဟာအတွက်ပြဿနာမရှိပေမဲ့ဒီ HVAC system ကိုလေ့လာနေတဲ့အခုမှစတဲ့ဒီ beginner တွေအတွက်ကျတော့ဒီ pipe sizing လုပ်တဲ့အခါမှာဒီဥမာအဖြစ်ကိုရွေးချက်လိုက်တဲ့ဒီဥစ္စာပေါ့နော်ဒီ design point ကအာ pipe size နှစ်ခုကြားထဲမှာရှိနေတယ်ဆိုလို့ရှိရင်ဒါဥစ္စာပေါ့နော်အဲ experience မရှိတဲ့သူတွေအတွက်ဆိုရင်တော့ဒါ jarry size ကိုရွေးချင်မိတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုရွေးလို့မရဘူး market ထဲမှာတကယ်ဝယ်လို့ရနိုင်တဲ့ size ကိုပဲရွေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ market ထဲမှာရနိုင်တဲ့ size တွေကိုကျွန်တော်နားလည်ထားဖို့လိုတယ်အဲ့တော့ deficient loss chart မှာ ပြထားတဲ့ဟာတွေရပါတော့များသောအားဖြင့်တော့ဒါအာပြထားတဲ့ဟာတွေကတကယ်ဟိုဒီ market ထဲမှာဝယ်လို့ရတဲ့ size တွေပေါ့နော်ကျွန်တော်ဒီ single မှာလောက်ခဲတော့ဆိုလို့ရှိရင်ကျွန်တော်ရောဒီ piping contractor ပေါ့နော်ဒီ pipe supply ပြော့ပြအောင်ရဆိုလို့ရှိရင်တော့ဒီ diameter ပေါ့နော်125 mm အာ5 5 inches pipe ကပေါ့နော် market ထဲမှာဝယ်ရခက်တယ်လို့ပြောတယ်အဲ့တော့သူတို့ကတော့ဒီ5 inch pipe ကိုပေါ့နော်ဒါတက်ပြီးတော့ဥစားပေါ့နော်ဝယ်ဥစား recommend မပေးဘူးเนาะ consultant design တွေမှာလည်းကြည့်လို့ရှိရင်ဒါ5 inches pipe ကို diameter 125 mm pipe ပေါ့เนาะဒီ pipe ကိုရှောင်လေးရှိပါတယ်ရှောင်လဲဆိုတော့ဟိုဆိုတော့เนาะ wear ခက်လို့ကျွန်တော်မယွေးကြဘူးเนาะနောက်တစ်ခုကကြတော့ ကျွန်တော်တို့၄ယောက်လည်းပြီးပြီ Python စင်းလည်းပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကပါလဲဆို Schematic Diagram ဒါမှမဟုတ်ကျွန်တော်တို့က PNID Diagram လို့ခေါ်တယ် Python Instrumentation Diagram ပေါ့နော်အဲ့ဒီဒီ PNID Diagram ကိုကျွန်တော်တို့ပြင်ရမယ်အဲ့ PNID Diagram မှာဒီ system တစ်ခုလုံးရဲ့ရှိသမျှ mechanical equipment တွေအားလုံးပါတယ်ကျွန်တော်ဒီ terminal units တွေဖြစ်တဲ့ fan coil unit တွေ air handling unit တွေเนาะဒါတွေအကုန်လုံးပါဝင်သလိုကျွန်တော်ဒီ system ရဲ့ main equipment တွေဖြစ်တဲ့ကျွန်တော်တို့ဥစားပေါ့နော် အခြေလာတွေ pump တွေဒါမှမဟုတ်ရှင်ကျွန်တော် heating system သုံးနေဆိုရင် SOC pump တွေ point လာတယ်နော်ဒီဟာတွေပါတဲ့ ဒီ schematic တွေပေါ့နော် overall schematic diagram ကိုဒီ PNID diagram ကိုကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်အဲ့တော့ဒီ pipe size တွေအာဥပစာပေါ့နော် pipe size တွေကတော့ဒီမှာ pipe size တွေပြထားဖို့လိုတယ်သူကဒီ layout ကိုအခြေခံပြီးတော့ water distribution လုပ်ထားတာဆိုတော့ကျွန်တော်ကဒီ layout ကိုအခြေခံပြီးတော့ PNID diagram ကိုပြင်အောင်ပေါ့နော်အဲ့ဒီမှာဒီ flow rate တွေ pipe size တွေ temperature တွေစသဖြင့်ပေါ့နော်ဒီ drawing နဲ့ပတ်သက်ဒီ system နဲ့ပတ်သက်တဲ့ information တွေအကုန်လုံးကျွန်တော်တို့ထည့်ထားလိမ့်ရှိပါတယ်အဲ့တော့ဒီမှာဒီ control နဲ့ပတ်သက်တဲ့ information တွေလည်းပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်ကတော့ ာနောက်ဆုံးတစ်ချက်ပေါ့နော်ဒါကျွန်တော်တို့ဒီ piping layout တွေအားလုံးဥစားအောင်နော် schematic diagram တွေအားလုံးပြင်ဆင်ပြီးပြီးအာ equipment layout ကိုအားလုံး finalize ဖြစ်ပြီဆိုလို့ရှိရင်ဒါကျွန်တော်က perfect calculation တွတ်မှာပေါ့နော်ဒီ system တစ်ခုလုံးရဲ့ဥစားအောင် pressure losses ကိုတွတ်ပြီးတော့ဒါကျွန်တော်တို့ perfect calculation တွတ်ပြီးတော့ဒါ pump error မှာပေါ့ပေါ့နော်ဒါသူက hydronic system ကို piping လုပ်တဲ့အခါမှာကျွန်တော်တို့လုပ်တဲ့ procedure လေးတွေပဲဖြစ်ပါတယ်အဲ့တော့အခုဒီနေ့ကျွန်တော်ပြောပြသွားတာကပေါ့နော်ဒါ beginner တွေအတွက် အဆင်ပြေနိုင်တဲ့ဘောနော်သူအခြေခံအကြောင်းအရာလေးပဲဖြစ်ပါတယ်အဲ့တော့နောက်ရက်တွေမှာကျွန်တော်ဒီပိုက်ဆာစင်းနဲ့ပတ်သက်ပြီးတော့ဘောနော်ဘယ်ဘလိုမျိုးပိုက်ဆာစင်းလုပ်ရလဲဆိုတော့ကိုကျွန်တော်စင်ကူမှာလုပ်နေတဲ့ experience ကနေဒါမှာလုပ်နေတဲ့ experience ပေါ့အခြေခံပြီးတော့ဒီပိုက်ဆာစင်းလုပ်ပုံတွေကိုကျွန်တော်ဗီဒီယိုလေးတွေဆက်ပြီးတော့တင်ပေးသွားအောင်မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်